DVV ရဲ့နောက်ဆုံးရသတင်းလေးကိုပြပြပေးပါမယ်။တပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းရဲ့အဖွဲ့မန္တလေးဈေးကြုံမှာရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြခဲ့တာနဲ့ပတ်သက်ပြီးထောက်ခံအားပေးခဲ့တဲ့ဈေးတဲ့တွေကိုစစ်ကောင်စီတပ်ကအင်အား300နီးပါးနဲ့ဒီဇင်ဘာလ၄ရက်နေ့ညကနေဒီကနေ့မနေ့အထိကိုဖျက်ဆီးဖယ်ရှားခဲ့တယ်လို့မြို့ခံနေစီကနေသိရပါဗျ။ မင်းည12နာရီကနေဒီကနေ့မနက်အထိချမ်းအေးသာဆန်မြို့နယ်ချမ်းအေးသာဆန်အနောက်ရက်ကွက်29လမ်း84 85လမ်းကြားရှိပြည်ညဈေးအတွင်းကဈေးတွေတွေကိုဖယ်ရှားခဲ့တာလို့ဈေးရောင်းချသူတယောက်က TVB ကိုပြောပါရယ်။စကိုင်းတိုင်းရွှေဘုံနဲ့ကဏီမြို့နယ်မှာစစ်ကောင်စီတပ်ကပုံကျဲခဲ့တဲ့အတွက်ကလေးတယောက်အပါအဝင်အရက်သား9ယောက်သေဆုံးတယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးအဖွဲ့ကပြောပါရယ်။ ကချင်ပြည်နယ်ဖားကန်းမြို့နယ်ယူမာကျေးရွာမှာဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းက KIO ရဲတပ်ဖွဲ့ဝင်တယောက်ပြစ်ခတ်ခံရပြီးတေဆုံးနေတဲ့အလောင်းကို တွေ့ရှိတယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရှင်။